ပုံဆောင်ပြသည့်နည်းကြောင့်နားလည်ခြင်း metaphors ပုံဆောင်ပြရမယ်တင်စားသောစကားသုံးရမယ်လူတွေဟာတဲ့ယာတိဥဒုကိုပဲဖြစ်စီတဘာဝရဲ့ပစ္စည်းတွေကိုပဲဖြစ်စီ သူတို့ရဲ့စိတ်လှုပ်ရှားမှုတွေနဲ့ကြည်မြတ်တတ်တယ်မိုးကလေးညိုညိုလေချူတညင်းညင်းဆိုပါစို့မိုးကအညိုယောင် လေကတော့ချူနေတယ်မြက်ခင်းလက်လက်မြက်တွေက တောက်ပါနေတယ်အည်လက်နေတယ်ဒီလူပိန်လိုက်တာမြောက်ဦးကြီးလိုပဲ ပုံဆောင်ပြစကားတွေကကျုပ်တို့ဆိုလိုတာကိုလှလှပပကြွယ်ကြွယ်ဝဝဖော်ထုတ်ပေးတယ်။ကလေးတွေကိုအမျိုးမျိုးသော ပုံဆောင်စကားတွေတက်အောင် လုပ်ပေးဖို့မမေ့နဲ့။အတွေးရဲ့ပျော့ပျော့ပြောင်းပြောင်းရှိခြင်း၊ဖန်တီးတက်ခြင်းနဲ့ဒီကျွမ်းကျင်မှုကဆက်ဆက်နေလိုပါ။ Metaphoric capacity တဲ့။အဲ့ဒီအရေးချင်းယောနေရင်ကလေးကတထစ်ချပဲတွေးတက်ပြီးစိတ်ကူးညံမကျက်စားတတ်ဘူး။တဆွေမတိမ်းပဲတွေးပြီး ဝေဖန်နေစိတ်ကူးကွန်မြူတယ်ဆိုတဲ့အထိမရောက်တတ်ဘူး thinking not only content to remain and the boss but not even knowing there is an outside to one boss ရည်ရင်းထဲကဖာကလေးလိုပဲပုံထင်လာခြင်း images စကလုံးတွေမှပုံတွေထင်လာတယ်ပုံမြင်လာတယ်ကျွန်တော်ရွာက မုံရွေးတယ်ဗျရွာထိပ်ကားစိတ်မှာ ထနောင်းပင်ကလေးတပင်ရှိတယ်။ထနောင်းပင်ညိုလေးအောက်မှာရွာအမိဆိုင်ပုတ်မုံရွေးတဲ့။ရွာအဝင်လမ်းရဲ့ညဘက်မှာသာလာရန်ဆရာကြီးဟီးနေတာပဲ။ဘတ်စကားဘောကဆင်းအထုပ်ကလေးဆွဲပြီး ရွာထဲဝင်ဝင်ချင်းကုတာကြီးလာတဲ့တော့ကုတာကြီးရဲ့တော့လို့ကောင်မလေးတယောက်ကလှမ်းပြောတန်ကြားရတာကြီးအိမ်ဝရောက်ရင်တော့အမေကငတာလာဟဲ့လို့မေးလိမ့်မယ်။ခမည်းအနေနဲ့အထက်ကစာရွက်ပေါ်မှာ ရှောက်ချက်ထားတဲ့ခြေရာတွေကြောင့်စိတ်ထဲမှာရုပ်ပုံတပုံ ပေါ်လျင်ပေါ်လာနိုင်တယ်။ဒါမျိုးကို ပုံအရိပ်စိတ်မှာမြင်ရောင်လာတယ်။ image လို့ခေါ်ပါတယ်။အတန်ကလေးများတောင်မှကြားလျင်ကြားရောင်နိုင်တယ်။ကျွန်တော်တို့ကစိတ်ကူးကွမြူးခြင်းလို့ခေါ်တဲ့ imagination ဆိုတာနဲ့ဆက်နေတယ်လို့ဆိုခြင်းနဲ့စကလုံးများမှပုံအရိပ်များမြင်အောင် ထင်အောင်လုပ်ခြင်းဟာအားကောင်းတဲ့သိမြင်ခြင်းကရိယာတစ်ခုပဲ။ငါတို့ဘယ်သူ ငါတို့မိသားစုငါတို့ရွာငါတို့နိုင်ငံစတဲ့ဘုံပုံအရေးတွေဘုံခံစားမှုတွေဖန်တီးဖို့ကအလုတ်ကိုလိုအပ်တာဒီမှာငါတို့ဘာလုပ်နေကြသလဲဒီနေရာယခုအချိန်မှာငါတို့ဘာလုပ်ဖို့တည်သလဲပုံမြင်လိုပါပဲဒီသိမြင်ရေးကရိယာကလည်းလူအဖွဲ့စည်းထဲကလူတွေကို တွဲပြီးခြိလိုက်တဲ့ချစ်စရာကြိုးကလေးစီးလုံးတဲ့ငါတို့ရဲ့ဖြစ်တည်မှုကိုသိမှတ်တဲ့စိတ်ကိုရာစေတာ လူမှုရေးရာစိတ်သဘောထားရေးရာတွေအပြင် ပုံအရေးပြုလုပ်တဲ့ကရိယာကိုပညာသင်ပေးရေး educate မှာလဲကောင်းကောင်းအသုံးချနိုင်တယ်။တင်ချာသိပ်ပန်သမိုင်းသင်ရာမှာအယူအဆတွေအချက်အလက်တွေအပြင်ထိုးအယူအဆတွေအချက်အလက်တွေကိုပို၍ရှင်းလင်းပို၍ချိတ်ဆက်တဲ့ပုံ images တွေအားဖြင့်ဂယုစိုက်တတ်တယ်။စကလုံးတွေမှတစ်စက်စကလုံးတွေနဲ့ပုံအရေးမြင်အောင်လုပ်ခြင်းကိုတိတ်မပြောကြဘူး။တခါတရံ သင်ရိုးစာအုပ်တအုပ်လုံးလှန်လို့ကြည့်ပုံအရိပ်မြင်အောင်လုပ်တာတခုတလေမှမပါရဘူးစကလုံးတွေမှနှစ်ပုံအရိပ်မြင်စေတဲ့တိမြင်ခြင်းကရိယာကိုယခုများမှ မေ့နေကြရောသလားကလေးတွေက ရုပ်ပုံတွေရဲ့ပြစ်ပောက်တာကိုခန်းနေရတယ် TV ဟာစကလုံးတွေရဲ့ပုံအရိပ်အတွက်ရန်သူတော်ကြီးပါရုပ်ပုံတွေပဲဒရဇက်ကလေးတွေစီ ရောက်နေတော့စကလုံးမှမိမိကိုယ်တိုင်ပုံလုပ်ဖို့ ကလေးတွေမှာအည်အသွေးယော်သွားတယ်။ရုပ်ပုံတွေကြီးများတဲ့ပုံပြင်စာအုပ်လေးပဲကလေးကတော့ကြိုက်မှာပဲ။ကလေးကြိုက်အောင် ပထမလှုပ်ရမှာပေတဲ့တဖြည်းဖြည်းစာများအယုတ်လျှော့လှုပ်ပြီးစစ်ပါတယ်။ဆရာဆရာမမိဘကပုံပြောတာတွေကိုကလေးတွေပူကြိုက်လိရှိပါတယ်။ယခုခေတ်ကလေးတွေကလူကြီးပုံပြောတာ မခံဘူးကြတော့ဘူး။သူတို့ကရုပ်ရှင်တီဗီတခါတရံတော့အယုတ်တွေကို သူတို့ကကြည်နေတော့ လူကြီးတယောက်ကပုံပြင်ကိုဖတ်ပြနေတာဓာရီနဲ့ပဲကျင်လည်ကြရတယ်။စလုံးတွေမှတစ်ဆင့်ပုံအရိပ်ဖော်ခြင်းပုံအရိပ်မြင်ခြင်းဟာစိတ်ကူးကွန်မြူခြင်းအတွေ့အရေးကြီးတယ်လို့ဆိုကြရင်ကလေးတွေ ခမရတော့အစကတည်းကဒီအရာမှာချုံငယ်တယ်။ပညာရေးမှာဒီကိစ္စကိုတစ်ခုခုလုပ်ဖို့လိုနေပါပြီ။နမူနာတစ်ခုနှစ်ခုစဉ်းစားကြည့်တော်မူပါ။ကလေးတယောက်ချောင်းတာမှာရေနဲ့သွားတယ်ကျွန်တော်ရေမကူးတတ်ဘူးရေမကူးတတ်ဘူးလို့ဩတယ်။ ကန်းဆက်ကမိန်းကလေးကရေမကူးတတ်တာဘာကြောင့်អော်နေတာလဲကျမလဲပကြီးမဆွဲတတ်ပါဘူးကျမပကြီးဆွဲမတတ်ဘူးကျမပကြီးမဆွဲတတ်ဘူးလို့អော်မနေပါဘူးနောက်နမူနာတစ်ခုကအင်္ဂလိပ်အသံထွက်ကိစ္စပါအလေးမသမားတယောက်ဟာပြိုင်ပွဲဝင်ဖို့မြို့ကိုရောက်လာတော့တဲကူခန်းလိုက်ရှာတယ်ပိုင်ရှင်ကိုတဲကူခန်းခမေးတာပေါ့ it 700 dollars for the week လို့ဖြေတော့ how much is it for the strong လို့ပြန်မေးတယ်။နောက်တစ်ခုက Did you hear about the prisoner who spoke so slowly that it took him 10 years to finish a sentence? နောက်ထပ်တစ်ခုကျွန်တော်ဦးလေးမှာခြေထောက်မရှိတဲ့ခွေးတကောင်ရှိတယ်။သူ့ကိုဘယ်လိုခေါ်သလဲ။ဒါကကိစ္စမရှိဘူး။သူ့လာမှာမဟုတ်ဘူး။ရဲစရာကောင်းတာလားမောစရာကောင်းတာလားမသိတော့ဘူးကလေးတွေလည်းပြက်လုံးတချို့ကိုရဲရမှန်းတိတယ် ဟာသကလည်းသူတို့ဘဝရဲ့အရေးကြီးတဲ့ဒစိတစ်ပိုင်းဖြစ်မှာပဲဒါပေမဲ့ပညာရေးမှာဟာသကနည်းနေတယ်ဟာသကလည်းတကယ်တော့သိမြင်ရေးကရိယာပဲဘာသာစကားနဲ့အတူလာတယ်ဘဝမှာပြောစရာ ရှာတွေ့ဖို့လည်းလိုတာပြက်လုံးတချို့ကစကားလုံးကစားတာ flexible language use စကားကိုပျော့ပျော့ပြောင်းပြောင်းသုံးစွဲခြင်းလို့ခေါ်ရမယ်ဟာသလုတ်တက်တာကပညာတတ်လက္ခဏာတစ်ခုဆိုရင်မမှားတမ်းဘူး it is one of those stems thus embrace and enlarges our understanding and elders subtle and important ways သိမ်မွေသောနီလန်းများအားဖြင့်ကျွန်တော်တို့ရဲ့နားလည်မှုကိုကျယ်ဝန်းစေတာက ဟာသာပဲစမ်းကြယ်ခြင်း mystery စမ်းကြယ်နေနေတော့တတ်တော် wonder ဖြစ်တာပေါ့အော်စရာလေးတွေကိုခလေးတွေတွေ့ရရင်တတ်တော်ဖြစ်တာပဲတွေးတော်စရာဖြစ်တာပဲ မိတုံမိတုံငဲသောကျဲသင်ဟာဘလောက်စဉ်းစားပွဲကျဲကလေးကဘယ်နေရာမှာရှိသလဲတင်ချာနဲ့သိပ်ပံမှအောစရာတွေရှိတာပဲသို့တော့လောကအကြောင်းကလေးကိုတင်ပြရမှာ ပြင်းစရာကြီးတွေ အချက်အလက်အဖုံဖုံတွေပဲသင်ရိုးစာအုပ်တွေမှာပါတယ်နယူတန်ကိုသူ့တူကသူ့ရဲ့အောစရာသိပ်ပံတဲ့တင်ချာအောင်မြင်မှုတွေအကြောင်းချီးမွမ်းတော့နယူတန်ကသူ့ကိုကမ်းခြေတစ်ခုပေါ်က ခလေးတယောက်လူပဲမြင်သစ်တယ်လို့ပြန်ဖြေတာကို ကြားဖူးကြမှာပါ ပုံမှန်တွေ့နေကြတဲ့ပိုးပြီးချောမွေ့နေတဲ့ကြောက်ခဲတလုံးပိုးလှတဲ့ခရူးကုံတစ်ခုလိုက်ကောင်းနေတဲ့ခလေးကြီးကျယ်လှတဲ့ပညာသမုတ်တရားကြီးကသူ့ရှိမှအာယုံမဆိုင်နိုင်အောင်တည်ရှိနေတယ်တည်စရာတွေနဲ့နှိုင်းတော့ကျွန်တော်တို့တည်တာကတည်သေးလေးမဖြစ်တော့ဘူးလို့အတိတ်ပဲဖွင့်ရမှာပဲကျွန်တော်တို့လည်းပဲမျိုးစိတ်တစ်ခုအနေနဲ့တိမှု နယ်ထဲကိုအတိတွေပို၍ပို၍ယူလာပါရဲ့သို့တော့ကြေပြတ်ပြီးစမ်းကြဲတဲ့မတိတာတွေကအတိုင်းမတိဖြစ်ကောင်းဖြစ်မယ်ကျွန်တော်တို့ကိုတိမ်မွေ့စမ်းကြဲမှုတွေကဝန်းရံထားတယ်ပညာရေးရဲ့အရေးကြီးသောတစိ့တစ်ပိုင်းကကလေးတွေကိုနည်းနည်းတိမ်မွေ့မှုတွေနဲ့မိဆက်ပေးဖို့လည်းဖြစ်တယ် behind and beyond the known is a sense of mystery that is crucial to the educated mind ပညာတတ်ရဲ့စိတ်က ယခုအသည့်တွေတဲ့အလွန်မှာနည်းနည်းတိမ်မွေတာတွေရှိတယ်လို့သိတာကလေးတွေကိုငါတို့မင်းတို့သိတာကနည်းနည်းလေးပဲရှိတယ်လို့တနာစပွဲရပါကွာလို့ပြောဖို့မဟုတ်ဘူးကျုပ်တို့ရရှိသိမြင်ထားတဲ့အသည့်ဟာဘဲကလောက်အဖိုးတန်ဘဲကလောက်အဆရာကောင်းတယ်မတိချင်းကိုထွင်းပြီးတိမ်မွေသောအစ်စ်ထွင်း၍ဖန်တီးတက်မှုနဲ့ရတာဒီလိုပြောဖို့အဲ့ဒါလိုအားပေးဖို့ What is strange adventure that is the aptitude that needs to be taught တဲလဲထူးဆန်းတဲ့စွပ်စားခန်းကြီးဟေးအဲ့ဒီသဘောနဲ့ကလေးတွေကို သင်ပေးရမှာလေးခံစားရမှု ခံစားနိုင်စေမှုကြောင့်နားလေခြင်း romantic understanding စာရေးခြင်းဟာအတွေ့အကို ပြောင်းလဲသွားစေတဲ့ဤပညာပဲ reading it as technology that transforms thought ကလေးတွေကိုများများအေးခိုင်းဖို့လိုတယ်ပထမတော့စာကိုလိုက်ကူးတာကစရမှာပေါ့ ပြင်းသွားညှိငွေ့သွားအောင်ထီလဲမလုံနဲ့ပေါ့ကလေးတွေကစာမရေးချင်ကြတာကိုတွေ့နေရတယ်ရေးချင်တာသာရေးကြမောင်တို့မဲတို့ဆိုရင် ရေးကြပါလိမ့်မယ်ဒါတောင်ရေးနေမကြတော့အစမှခက်တော်တော်ဖြစ်မယ်အရေးအဖက်တက်တယ်စာတက်တယ်ဆိုရင် သူယူဆောင်လာမဲ့အရာတွေကအများကြီးပဲပတ်ဝန်းကျင် လောကကြီးနဲ့ဆက်လျင်းတဲ့အသည့် a new sense of reality လောကရဲ့ထူးဆန်းတာအစွန်ဆုံးမှဖြစ်နေတာတွေ့ focus on the extremes of reality တရေကောင်းတို့ရဲ့ဂုံလက္ခဏာတွေနဲ့ဆက်ဆက်တာတွေတတ်တော်ခံစားမှုတွေဝါသနာတွေအဆူအဆောင်းလေးတွေ hobbies and correlations ဇလန် narrated understanding ကိုနားလည်လာတာတော်လန်တာတို့စိတ်ကူးစံတွေတို့ rebels and idealisms အများကြီးရှိအောင်မှာပါသို့တော့ဒီမှာခဏထားပြီးပေါ်ပြခဲ့တာတွေကိုအကျဲချက်ကြည့်ကြအောင်စု စာတက်ရင်ဘုသူတဗန်ဒိုက်ကြီးကို ဖွင့်တော်ဖွင့်နိုင်ပြီးဒါပေတဲ့ထိုဗန်ထဲမှာအချင်းအရာပညာဘုသူတကိုဘလို့သုံးမလဲဖွင့်ယုံနေတော့မလုံလောက်ဘူးပညာရေးပရိုဂရမ်တစ်ခုဟာစာတက်ချင်းကိုအချင်းသူတူအတွက်အကျိုးအမြတ်ရနိုင်တဲ့လောက်ရအောင် တိုးတက်ဖို့ဖြိုးအောင် လုပ်ဖို့ကြံရမယ်လောကကြီးကို သိဖို့ကိစ္စကလေးတွေက စာမတက်ခင်ကလေးကသူတို့ရဲ့စိတ်ကူးရင်လောကနဲ့အစစ်အမှန်လောကကွာမှန်းသိကြတယ် စာတက်တော့ဘာထူးတလဲစာမတက်မီနဲ့စာတက်ပြီးကလေးတွေနှစ်သက်တဲ့ပုံမြင်တွေကိုကြည့်ရင်တိနိုင်တယ်အသက်၄နှစ်၅နှစ်မှ မော်ပြင်ဆလက်ကိုကလေးတွေလက်ခံတယ်သုံးမကြီးငကားကြီးစကားပြောတဲ့ဝဲဝွန်ဘဲကလာမှန်းမသိတဲ့ယုံတွေပါတဲ့ဇလန်းတွေဟာကလေးတွေရဲ့ကလေးစာပြီးပါတဲ့ဇက်ကောင်တွေကလူတွေမဟုတ်ဘူးတရိတ်ဆန်တွေများတယ်ဇက်ကောင်တဦးချင်းကဂုံတစ်ခုတည်းကိုပဲကိုစားပြုတယ်ကောင်းချင်းကောက်ကြည့်ချင်းလောဘကြီးချင်းတနာကျင်နာချင်းစသည် အသက်9နှစ်ဆက်နှစ်ကလေးတွေကစိတ်ကူးရင်ပုံမြင်တွေနှစ်ချိုက်တုံးမဲ့တို့ပေတဲ့သူတို့ကိုတော့အကျိုးအကြောင်းလေးတွေပါရပြီးစီလျော်လှတယ်လို့မဟုတ်တော့မှစိတ်ကူးရင်လက္ခဏာတွေကိုရှင်းပြရပြီးဥပမာစူပါမင်းရဲ့ပါဝါဟော့ရဲ့ခွန်အားပလတိန်တွေပေါ်ကဘလူးကြီးတွေနတ်သမီးအမေတွေကဆက်နှစ်သားရဲ့စူပါဟီးရိုးလောက်အစစ်အစေးမခံနိုင်တော့ဘူးမင်းဟာကမဖြစ်နိုင်တာပဲကွာလို့ပြောကြဖို့များတယ်ကလေးတွေကစတက်ပြီးတဲ့နောက် ဖတ်တဲ့ပုံမြင်တွေထဲကဇက်ကောင်တွေဟာလူတွေဖြစ်လာပြီအစစ်မှန်လောကဆိုတာကိုတိမှန်လာတာနဲ့အတူစိတ်ဟာထိုလောကရဲ့အကျယ်အဝန်းထိုလောကရဲ့အကန့်အသတ်နဲ့သူ့ရဲ့ထင်ရှားတဲ့လက္ခဏာတွေအပေါ်မှာအာယုံစိုက်စပြူတာပဲចောင်းသားတွေဟာလည်းအရေးအဖက်ကျင်လည်လာတဲ့အခါ သူတို့ရဲ့ပတ်ဝန်းကျင်လောကကိုသိဖို့စလုပ်လာကြတာပါပညာရေးမှာထူးဆန်းတဲ့အစွဲတစ်ခု ရှိတာက စိတ်ဝင်စားစရာကောင်းတယ် ကျောင်းသားဟာသူနဲ့အနီးဆုံးပတ်ဝန်းကျင်အတွေ့အကြုံကိုပဲနှီးနှောနိုင်တယ်။ဒါကြောင့်သူတို့ကိုဝေးတဲ့လှမ်းတဲ့အဖြစ်တွေလူအတွေ့အကြုံတွေကိုစပီးမတင်တဲ့ဤရာကစတင်တဲ့ဆယ်နှစ်ဆက်တနှစ်သမီးဆိုရင်တရှူတွေအဝေးက pop အစိုးရတွေကိုစိတ်ဝင်စားတာရုပ်ကြားကလေးတွေကြတော့ super hero တွေ spot car တွေတခြားကဘာကဂျူသားတွေကိုစိတ်ဝင်စားတာကျွန်တော်ဖြစ်တွေ့တယ် inset တွေမှာဘယ်နှပိုင်းပါတဲ့တော့ ခန္ဓာကိုယ်အကောင်ကြီးတွေကိုလည်းငင်းခုန်နေကြတယ်။လောကရဲ့အကျေလောကရဲ့အဆရာတွေကို ရှားဖွေတွေ့ရှိခြင်းနဲ့ဆိုရင်ဒီမှာနဲ့ယခု hate and now အပေါ်မှာပဲ focus လုပ်နေလို့တော်ပါမလား။တချို့ကလေးတွေကလူမှုရေးဘာသာရပ်နဲ့အခရာတင်ချာတင်ရတာညီငွေကြတယ်။တမိုင်းယူပဗေဒတင်ချာစာပေမှာအစစ်မှန်လောက အကြောင်းအရာ အများကြီးပါတယ်။အစပိုင်းမှာစိတ်ကူးစိတ်တန်းအစိပ်ပိုင်း romantic parts တွေနဲ့စာသင်ရင်ကလေးတွေစိတ်ဝင်စားပွဲဖြစ်မှာပါ romance ဆိုလို့မိမိမှာနယ်နိမိတ်စီဘောင်တွေက ရှိနေတယ်ကြော်ကြည့်ခြင်းနဲ့စိတ်ကူးဆန်းခြင်းနဲ့စိတ်ကူးနဲ့လွမ်းခြင်းနဲ့စွမ်းစွမ်းတမန်တော့ဖြစ်တယ်တို့တော့စီဘောင်ရှိတာကိုလည်းသိတယ် romantic hero superman ဆိုပါစို့အကတ်အသက်တွေကြော်ဖို့ကြိုးစားတာကြီးပဲတချို့အကတ်အသက်တွေကြော်နိုင်တော့ hero ဖြစ်တာပေါ့ ။သို့သောသူတို့မကြော်နိုင်တဲ့အကန့်အသတ်ရှိတာကိုလည်းသိတယ်။ကြက်သီးမွေးညင်ထလောက်တဲ့မြက်ကလေးဆံပြတအတ်တော်ပြောနေရင်ဖြောဖြေးတာ entertainment ဖြစ်မှာပေါ့လို့ပြောစရာရှိတယ်။သို့သောတမိုင်းပဲဖြစ်စီပထဝီပဲဖြစ်စီသိပ်ပံမှာတင်ချမှာ စွန်းစွန်းတမန်တွေလည်းရှိလွမ်းစရာတွေလည်းရှိတယ်။ငငယ်ငယ်က able was i a soul elbow so be နပိုလီယံရေးခဲ့တယ်ဆိုတာအလွန်သဘောကျတာကိုရှင်မာရထတာရအလောင်းလျာကိုးနှစ်သားလီမောင်မောက်ဟာရှင်ပရစ်ရှိမှအိုဘဲ့ပဲအိုဘဲ့သမီးတော်နတ်တော်ပုံမယွင်းအိုဘဲ့ပဲအိုဘဲ့သမီးတော်စန်တော်လနယ်ဝင်းအိုဘဲ့ပဲအိုဘဲ့သမီးတော်ရွှေလော်ပုံတို့ဆင်းတမဟုတ်ချင်းကဗျာဖွက်တာလို့အမေကပြောတော့ခလေးလေကဗျာစနိုင်တယ်လို့တွေးတာပဲ Stone walls do not a prison make nor Iron Bus Package ကြီးတဲ့အထီးပဲနေရူရဲ့စာတို့ကအခွန်တက်တီရှိစေတာစိတ်ထဲမှာပေါက်လာတာရေးချလိုက်တာပါသိပ်ပံတရေကောင်းတွေအများကြီးပဲတင်းချတရေကောင်းတွေအများကြီးပဲ The romantic attitude is one in which everything is in some way wonderful everything we look upon again အရာခသိန်းကတနည်းနည်းနဲ့တော့အော်စရာကောင်းတာကြီးပဲဆိုတဲ့သဘောထားဟာ romantic ဖြစ်တာပဲတဲ့ တီကောင်ဆိုပါစို့တီကောင်ဟာရှေးကြာလှပြီဖြစ်တဲ့ music တစ်ခုတက်နေသေးမှာအကြမြင့်ဆုံးအငယ်ဆုံးတက်နေမျက်စီလွားကိုအထွန်ရဲ့နိုင်ဆုံးအဝေးဆုံးခရီးသွားတဲ့ music အယောင်အစုံဆုံးကိုလက်နှီးနှော မိလိုက်တဲ့အမှုမှာပုံစံမျိုးအစုံဆုံးဒါဝင်ရဲ့အသက်ရှင်နေရတဲ့နောက်ဆုံးရက်တွေမှာဒီသတ္တဝါလေးအကြောင်းလေ့လာတာ romantic ဖြစ်တဲ့စိတ်ကိုဆွဲဆောင်မှုက သူ့အကြောင်းပြောရင်ဖြစ်တယ်ဆရာရဲ့ပြဿနာကယခုမှစာကောင်းကောင်းတက်ဆအုံနောက်တွေကို ဘာကစိတ်ကွမြူစေမယ်ဆိုတာသိဖို့ပဲသဘာဝလောကရကြီးနဲ့မြို့တက်ဟာမရောက်ဘူးသေးတဲ့ဝိမေရချာအောစရာအချင်းအရာအစွန်ဆုံးအဖျားဆုံးအကအတတ်တွေကိုသူတို့ကြားသိရင်ကလေးတွေမှာဖြစ်လာတယ်တချို့ပညာရေးသမားတွေကတော့လေဓာတ်တွေကိုဖိနှိပ်တက်တယ်လို့ယူဆတာကျွန်တော်ကအဖြစ် romantic ချင်းကပ်ခြင်းဟာအတိတ်ပဲအတော်ရှိတယ်လို့ထင်နေအနီးအနားပတ်ဝန်းကျင်မှာပဲအာယုံစိုက်မယ်ဆိုရင်ဆက်ဆက်ပတ်ဝန်းကျင် အကြောင်းမှမသိတော့အတိုင်းအရှိပမာဏကိစ္စ sent of proportion scale အမဲဆုံးချင်း sent of scale and diversity တွေကို မသိနိုင်တော့ဘူးခလေးအတွေ့အကြုံနဲ့စက်ဆိုင်တာကိုပဲသင်ဆိုတဲ့ဇာတ်တွေမှာတည်မြဲနေတဲ့စာသင်မှုဟာဆက်ကျင်ပဲအကျိုးတက်ရောက်စေနိုင်မလားပဲဆက်ဆက်နေခြင်းဆိုတဲ့အတိကင်းပါရင်အတိတ်ပဲလည်းမရှိတော့ဘူးတဘာဝကြီးရဲ့အတိုင်းအတာအကတ်အတ်ကိုအာယုံစိုက်မှပဲចောင်းသားနဲ့ဆက်ဟတ်တဲ့အရာတွေဟာ အဓိပ္ပာယ်ရှိလာတာတထူးတဆန်းတော့မဟုတ်ဘူးမရောက်ဘူးတဲ့မြို့တစ်မြို့ရွာတစ်ရွာရောက်သွားရင်ကြည်တရရရှောက်ကြည့်တာပဲမြစ်တစ်မြစ်ဖြတ်စည်းနေရင်ဒီမြစ်ကဘယ်ကလာဘယ်ကိုသွားသလဲမေးတာပဲမြို့လေကောင်ကဈေးရောက်မြို့နာက တောင်ပေါ်တက်ကြည့်တာကို၁နှစ်သားအရွယ်ငယ်ဘဝကိုပြန်ပြောင်းကြည့်တော့ကြပြားထဲကလိုဖြစ်တာကို I'm a stranger and afraid and a wall I never made ရွာကြီးချုပ်ဆက်က မုံရွေးကျောင်းကိုလာတက်တဲ့ဒဇင်းကျောင်းသားတွေစတွေ့တယ်။ဆဲကျော်သက်ရွယ်ငယ်ငယ်လေးမှာရွာလေကအလင်းရောင်စာကြည့်တိုက် စာသွားဖတ်တော့ဟီးရိုးတွေစတွေ့တယ်။ဟီးရိုးကသူ့ကိုကတ်တတ်ထားတဲ့အကတ်အသတ်တွေကိုကြော်တဲ့သူ မျိုးမြင့်ရန်နောင်ဘိုးသူရင်တို့ကစာထဲကတမိုင်းထဲကဆိုပါစို့စိုးမြတ်တို့အေးမောင်ကြီးတို့လိုဘောလုံးသမားတွေပော့စတာတွေတော့မမှတ်မိဘူး။သိပ်ပံထဲကအိုင်းစတိုင်ဟန်နရီဖို့ရိုက်ညီနောင် ခမားမှာတရေကောင်းတယောက်ရှိတယ်ဆိုတာမလှုပ်ရှားမတက်ကြွတာမဟုတ်ဘူးဆိုတဲ့သဘောပဲယခုခေတ်မှာလူခေတ်နဲ့သူနေမှာပေါ့သင်ချာတိတ်ပန်းသမိုင်းစားပြီးမှဟီးရိုးတွေအပုံပင်ပဲကြက်နေတော့ရက်စရာမှရှိပုံမရဘူးထရိကန်တခုဤအတွင်းတော့၃တော့ပေါင်းလတ်ဒီ180ဒီဂရီဆိုတဲ့ဘူတုတဟာခလေးအတွက်အတစ်တီထွင်ဖန်တီးမှုအားကိုတော့တဲမရှိသေးဘူးအလက်ဆန်ဒရီယာမြို့က Aratos Tennis ဆိုတာရှိခဲ့ဘူးတယ်။အဲဟိုတုန်းကမြေထာလန်းတွေကမြစ်တွေပေါ်ကျော်မြစ်တွေအောက်ဖြတ်ပြီးဘလို့ဖောက်ရမယ်ဆိုတာမသိကြဘူး။ Artist ဆိုတဲ့တင်ချာသမားလူငယ်ကလေးတယောက်ရှိတယ်။သူကကြည်လီယာမှာကနန်းတင်ချာတွေကြီးပဲလို့မျက်နှာ Calculus တင်ချာက God ပြောတဲ့ဘာသာစကားกว่าတတိရှိခြင်းတစ္ဆာရှိခြင်းဂယုနာရှိခြင်းတီထွင်တတ်ခြင်းမနာလိုခြင်းတစ္ဆာဖောက်ခြင်း လောဘကြီးခြင်းစတဲ့လူစိတ်လှုပ်ရှားမှုတွေက romantic သဘောမှာပါတာចောင်းသားတွေဟာ hero တွေကို နှစ်သက်တာက hero တွေရဲ့ကျော်လွန်တဲ့လူတဘာဝ transcendence human qualities ကိုနှစ်သက်တာ လူကိုမဟုတ်ဘူးတင်ချာတို့သိပ္ပံတို့မှာပညာရှင်ရဲ့ကျော်လွန်နိုင်သော လူတဘောကိုကလေးတွေကို ပြပေးဖို့ပါပဲသင်ရိုးမှာအဲ့ဒီအလင်းရောင်လေးထုံးပေးဖို့လိုတယ်ယခုအချိန်မှာ တင်ချာနဲ့သိပ်ပံတင်ရိုးစာအုပ်တွေမှာအလင်းရောင်နေတယ်တကယ်တော့ပညာဘုသူတမှန်တရွေ့လူတွေရဲ့စိတ်အပြင်းထန်လှုပ်ရှားမှုတွေတတိတွေမျောလစ်ချက်တွေကြောက်ရွံ့ခြင်းတွေကပေါ်ထွက်လာတာတွေပဲလို့ကျွန်တော်တို့ကမတွေးကြဘူးဆဲကျော်တက်တွေရဲ့ကွန်မြူစိတ်စီကိုပညာဘုသူတတွေရောက်စီခြင်းနဲ့ဆိုရင်ထိုထိုစိတ်အပြင်းထန်လှုပ်ရှားမှုတွေတတိတွေကိုလည်းပြရမယ်ထင်ပါတယ်ခက်လဲမခက်ပါဘူးပူပြီးတောင်မှပျော်မွေ့ပွဲအတိတ်ပဲရှိရှိဖြစ်ပါသေးတယ် ဆရာရောចောင်းသားရောနှစ်ဖက်လုံးအတွက်ပါပဲစမ်းကျင်မှုကိုခံစားရမှုတတော်ဖြစ်ရမှုတွေကိုစူးစမ်းတဲ့ကရိယာ truth of inquiry လောက်ကြဖို့ကောင်းတယ်သိပ္ပံမှာစူးစမ်းရှာဖွေတာက i wonder ကျုပ်စဉ်းစားမိသွားတာကနဲ့စတာပဲထိုခံစားမှုနဲ့စတာပဲလို့ဆိုတဲ့လောကရဲ့အတွေ့အကြုံရဲ့ဟာစိတ်ဝင်စားစရာဖြစ်သွားတာပါ တွေ့နေကြမြင်နေကြတွေပဲလို့တာမန်သဘောထက်ပူစားသွားတာပေါ့ယခုကျွန်တော်တို့ကြည်နေတဲ့ ်စာရွက်ကိုပဲကြည့်အောင်ခဲချစ်ရာမြင်ချစ်ရာအကောက်ကွေးတွေပဲစကလုံးတွေစက်ကူကအတော်လေးကိုဖြူတာပပလေးဖတ်ပြီးရင်နောက်တွေ့လှန်ကြည့်လို့ရတယ်စာရွက်တွေကို စီထားတာအတိအကျစာရွက်လုတ်တဲ့အတတ်သမိုင်းကိုကျွန်တော်တို့သိတယ်ဓာတုဗေဒယူပဗေဒတီထွင်မှုများတီထွင်သူများဟာအော့ဩစရာကိုစာအုပ်တအုပ်ကိုမြင်ရင်ကြေနပ်ပျော်ရွှင်စရာပဲအသက်ရှူတာကအဆရာလို့အာနာပါနကမ္မထမ်းမှာ ဆရာကြီးဟောတယ်လို့ပဲပြောစရာတွေမဆုံးနိုင်ဘူးကျွန်တော်တို့မှရှိနေတယ်ဘေးပဲနဲ့နဲ့ရောက်သွားမဲ့စကားလေးပြောအောင်မယ်ချစ်ရအကောက်အကွေးထဲကိုပညာဘူးတုတာတွေပြောင်းထက်တဲ့အတက်စာရေးချင်းမှာကျွမ်းကျင်လိမ်မာလာတော့ကျွန်တော်တို့ကစလုံးတွေဝါချစ်ရတွေထဲမှာပညာတွေရှိတယ်လို့ယူတော်တာကိုစာကြည့်တိုက်မှာပညာတွေအပြည့်ရှိတယ်လို့ပြောတယ်လုံးဝမှားတယ်လို့မဟုတ်ပေတဲ့စာကြည့်တိုက်ဟာပညာဗန်တိုက်ဆိုတာတိမ်မွေ့တဲ့ပုံဆောင်ပြစကားပဲ စာကြီးတိုက်ထဲမှာပညာမရှိဘူးကွန်ပျူတာရဲ့ hard drive မှာလည်းပညာမရှိဘူးကုတ်တွေပဲရှိတာပညာဆိုတာကတော့ကျွန်တော်တို့ကိုခန္ဓာရဲ့သက်ရှိတ िश ူးထဲမှာပဲရှိတယ်လို့ပြောတာပုံဆောင်စကား metaphor အနေနဲ့မမှားပါဘူးသူ့ပေတဲ့ metaphor ပုံဆောင်ပြစကားပဲဆိုတာကိုမေ့ပြီးကုတ်တွေကိုပညာလို့မှတ်တတ်တယ်ဒါနဲ့ဆရာတွေဟာကလေးတွေရဲ့စိတ်ကိုကုတ်စနစ်ကုတ်စနစ်ကိုအတူယူဖို့ကြိုးစားတော့တလွဲတချော်ဖြစ်ရော ကျောင်းသားတွေရဲ့စိတ်ထဲကို information တွေကိုတူလောင်တဲ့ store လိုအချက်လက်တွေထက်တယ်စိတ်ဟာတင်ရိုးစာအုပ်တအုပ်လိုစွဲစုံကျမ်းလို အားကိုးရတဲ့ကုတ်စနစ်မဟုတ်ဘူးစာအုပ်နဲ့ကွန်ပျူတာက ကုတ်တွေကိုဘယ်လို အစီအစဉ်နဲ့ and any secrets ထက်ထက်လက်ခံတယ်လူစိတ်ကတော့ပညာဘူးတုတာကိုအတိတ်ပဲရှိရှိခံစားမှုပြည့်စိတ်ကူးကွန်မြူးစရာလေးတွေဖြစ်မှတင်ယူတာဒီလိုလောက်ရတာကခက်လာတယ်မဟုတ်ပါဘူး အတန်းလိုက်လို့ចောင်းသားတူချင်းလိုက်လို့လုပ်ဖို့ပဲစာကောင်းကောင်းရေးတက်ဖတ်တက်ပြီး theory အတွေ့ theoretic thinking အဆင့်မရောက်မီပညာဘူးတူတာကိုအတိတ်ပဲရှိခံစားမှုတွေစိတ်ကူးကွမြူးမှုတွေရှိဖို့ဘလို့လုံမလဲစာအုပ်ထဲကတော့ပင်ကိုအရှိန်မရှိတဲ့ကုတ်တွေ enet quote စိတ်အတိတ်ကလေးတွေထဲကို လူမျော်လင့်ချက်စိတ်လှုပ်ရှားမှုတွေဆက်ဆက်ပြီးတတ်ဆင်ပြီးပညာဘူးတူတာထက်မယ် အခုနားဆင်ခဲ့ရတာကတော့စာရေးဆရာကူတာရဲ့စာတင်ကျောင်းဤပြဿနာများနှင့်တိမြင်နားလည်ခြင်းစာအုပ်ထဲကအခန်းနှစ်အပိုင်း၃ပုံဆောင်ပြတိနည်းကြောင့်နားလည်ခြင်း metaphors ဖြစ်ပါလေအခုလိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ